ကမ္ဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကိုတိုဝဲဝက်ပရိသတ်တွေသိရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရမှာတော့ဇွန်လ22ရက်နေ့ကနေဇွန်လ28ရက်နေ့အထိတပတ်တာအတွင်းအဖြစ်ပြက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအကြောင်းအရာတွေကို dowelwashwine.ta တွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ် င်ညာနိုင်ငံမြို့တော်နိုင်ရိုဘီမှာဇွန်လ25ရက်နေ့ကနေစပြီးပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမျက်ရည်ယိုပုံးတွေနဲ့ပစ်ခတ်ပြီးအင်အားသုံးကလူစုခွဲခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကတည်းကအခွန်တိုးမြင့်လိုက်တဲ့ဥပဒေကိုကန့်ကွက်တဲ့အနေနဲ့ပြည်သူတွေကလမ်းမပေါ်ထွက်လာခဲ့တာပါ။ရဲအချုပ်ခန်းထဲမှာဆရာတအူးသိမ်းဆုံးပြီးတဲ့နောက်အခုလာထဲမှာတင်းမာမှုတွေပြင်းပြတက်လာတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့အချိန်ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြားရုံးရင်းဆန်ခတ်မှုအပြင်းထန်ဖြစ်ပွားခဲ့လို့လူပေါင်းအနည်းဆုံး16ဦးအထိသေဆုံးခဲ့ပြီး400လောက်ဒဏ်ရာရရှိခဲ့ပါတယ်။ကင်ညာဆက်သွယ်ရေးအာဏာပိုင်တွေထုတ်တဲ့အမိန့်ကိုဇွန်လ25ရက်နေ့မှာဆန္ဒပြခဲ့လို့နိုင်ငံပိုင် NTV ရုပ်သံလိုင်းထုတ်လွှင့်မှုခိတရက်နာသွားခဲ့ပါသေးတယ်။ မြောက်ကိုရီးယားနိုင်ငံဟာခီးသွားလုပ်ငန်းကိုမြင့်တင်ဖို့ဝန်ဆန်းကဲမှအေယာမခီးသွားဆောင်ကို နိုင်ငံရဲ့အရှိတ်ကံယူတန်းမှာဆောက်လုပ်ပြီးစီးသွားပြီဖြစ်တယ်လို့နိုင်ငံပိုင်မီဒီယာကဇွန်လ26ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီခီးသွားဆောင်ကခေါင်းဆောင်ကင်ဂျွန်အန်ကိုတိုင်နှစ်ပေါင်းများစွာတွန်းအားပေးလှုပ်ဆောင်လာတဲ့ project ဖြစ်ပါတယ်။အဲ့ဒီ2000လောက်တဲခုန်နိုင်တဲ့ဝန်ဆန်းကဲမှာကံယူရန်ခီးသွားဆောင်အတွက်ဖွင့်ပွဲအခမ်းအနားကိုဇွန်လ24ရက်နေ့ကကျင်းပခဲ့ပါတယ်။ အထဲမှာဟိုတယ်စားတောက်ဆိုင် shopping mall တွေနဲ့ရေပန်းဥယျာဉ်လိုမျိုးတွေပါမယ်လို့ဆိုပါတယ်ခရီးသွားဆောင်ကိုဇွန်လလတရက်နေ့မှာစတင်ဖွင့်လှစ်သွားမယ်လို့ကြေညာလိုက်ပေမဲ့နိုင်ငံခြားခရီးသွားတွေကိုလက်ခံမခံမသိရသေးပါဘူးရေမြန်နိုင်ငံထဲကဟူတီစစ်အုပ်စုကစစ်တပ်အရေးအတွက်8200နီးပါးအတွက်စီရီလေးချင်းမှုပထမအဆင့်ကိုပြီးမြောက်ခဲ့ပြီလို့ကြေညာလိုက်ပါတယ် စန္ဒာအလျောက်ဝင်လာတဲ့ဒီစစ်သားတွေက AI Exhaustion လို့နာမည်ပေးထားတဲ့အစီအစဉ်ရဲ့တစိတ်တပိုင်းဖြစ်ပြီးလိချင်ရေကနေကိုအစဉ်ကိုပြီးဆုံးခဲ့တယ်လို့ဟူတီအာနာပိုင်ကအဆိုခဲ့တာပါနောက်ထပ်တိုက်ခိုက်ရေးတမစစ်သားတသိန်းအထိစုဆောင်းဖို့နဲ့စည်ရေးလေ့ကျင့်မှုဒုတိယအဆင့်ကိုစတင်နေပြီလို့အုပ်ချုပ်ရေးပြောဆိုခွင့်ရသူကဆိုပါတယ်။အရှိအလယ်ပိုင်းဒေသကအီရန်နဲ့အစ္စရေးကြားစည်ရေးတင်းမာမှုတွေတိုးမြင့်လာလို့တင်းမာမှုတွေမြင့်တက်နေချိန်မှာဟူတီအုပ်စုကစစ်တပ်စုဆောင်းလာတာဖြစ်ပါတယ်။ ီတလီနိုင်ငံဖလော်ရင်မြို့က Uffizi Gallery အနုပညာပြတိုင်မှာနှစ်300တန်တန်းရှိပကြီကားကိုအမျိုးသားတဦးကနောက်ခံဆယ်ဖီရိုက်ဖို့ကြိုးစားရင်းပကြီကားကိုဖျက်ဆီးခဲ့မိပါတယ်။ဇွန်လ22ရက်နေ့ကအမျိုးသားဟာပကြီကားကိုမိမိပြီးပြဲသွားစေခဲ့တာပါ။အမျိုးသားကပုံတပုံရိုက်ဖို့ post ပေးရင်ဟန်ချက်ပြက်က Tuscany မင်းသား Ferdinand de Medici ရဲ့ပုံတူပကြီးကားကိုထိမိသွားခဲ့တာပါ။ အဲ့ဒီပကြီကားကိုပကြီဆရာအန်တိုဒိုမနီကိုကာဗီယာနီက1912ခုနှစ်ကရေးဆွဲခဲ့တာဖြစ်ပါတယ်။ပကြီကားကိုပျက်စီးစေခဲ့တဲ့အမျိုးသားကို ပြတိုက်ဝန်ထမ်းတွေကရဲကိုတိုင်ကြားခဲ့ပါတယ်။ပျက်စီးမှုကအရင်မပြင်းထန်ပဲပြန်ပြင်ဆင်လို့ရတယ်လို့ဆိုပြီးလက်ရှိမှာတော့ပြန်လည်ပြင်ဆင်ဖို့အတွက်ပကြီကားကိုဖြုတ်ထားပါဗျ။ ဇွန်လ22ရက်နေ့ကဘရာဇီးနိုင်ငံတောင်ပိုင်းစန်တာကတရီနာပြည်နယ်မှာမိုးပြံပူပေါင်းတစ်ခုမိလောင်မှုကြောင့်အနည်းဆုံးလူ10ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မိုးပြံပူပေါင်းပေါ်မှာလူ22ဦးလိုက်ပါသွားပြီးလူ73ဦးအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့အုပ်ချုပ်ရေးမှူးကဆိုထားပါတယ်။အသက်ရှင်လွတ်မြောက်ခဲ့သူတွေကိုနှီးဆက်ရဆေးရုံတွေစီပို့ဆောင်ပေးခဲ့တာပါ။ မီးလောင်ခဲတဲ့မိုးပြန်ပူပေါင်းကခီးသွွားတွေကိုဆွဲဆောင်ထားတဲ့နမကြီးနေရာတစ်ခုဖြစ်တဲ့ Prairie Grand Gate ပေါ်ပြန်တန်းတဲ့မိုးပြန်ပူပေါင်း30ခုထဲကတစ်ခုဖြစ်ပါတယ်။မီးဟာမိုးပြန်ပူပေါင်းရဲ့ချင်းတဲကဆက်လောင်ခဲတာဖြစ်ပြီးသေဆုံးသူ၈ဦးမှာ၄ဦးကမီးလောင်သေဆုံးခဲကကျန်၄ဦးကခုံချရင်းနဲ့သေဆုံးခဲတာဖြစ်ပါတယ်။ ကဘာဘောကကလေးငယ်တွေအတွက်ကောက်ွယ်ဆေးတွေဝယ်ယူပေးနိုင်ဖို့ကူညီပေးနေတဲ့ကဘာကောက်ွယ်ရေးဆေးမဟာမိတ်အဖွဲ့ Gavi အပေါ်အမေရိကန်ကဆက်လက်ထောက်ပံ့ပေးမှာမဟုတ်တော့ဘူးလို့ကြေညာလိုက်ပါတယ်။ Gavi အဖွဲ့ကကဘာဘောကအစင်းရဆုံးကလေးငယ်1ဘီလီယံကျော်အတွက်ကောက်ွယ်ဆေးတွေကို ထောက်ပံ့ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ကိုဗစ်ကောက်ွယ်ဆေးနဲ့ပတ်သက်လာရင် Gavi အဖွဲ့ရဲ့ထောက်ခံချက်တွေကမေးခွန်းထုတ်စရာကောင်းတယ်လို့အမေရိကန်ကျန်းမာရေးဝန်ကြီး Robert Kennedy ကဝေဖန်လိုက်တာပါ ဒီပြောဆိုမှုနဲ့ပတ်သက်လို့ဘေးကင်းရေးဟာအဓိကဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အကြံပြုချက်တွေအတိုင်းဆောင်ရွက်တယ်လို့ Coffee အဖွဲ့ကထုတ်ပြန်ထားပါဗျ။၂000ပြည့်နှစ်ကလေးကအဖွဲ့ကထောက်ပံ့ပေးခဲ့တဲ့ကာကွယ်ဆေးတွေကြောင့်နိုင်ငံတွေမှာကလေးသိမ့်ဆုံးမှုနှုံကြအောင်ကူညီနိုင်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ကာဗီအဖွဲ့အနေနဲ့အများပြည်သူယုံကြည်မှုပြန်ရအောင်လုပ်ဖို့နဲ့၂000ကလေးကအမေရိကန်ကထောက်ပံ့ပေးခဲ့တဲ့ဒေါ်လာ၈ဘီလီယံအတွက်မျှတအောင်လုပ်ဖို့လိုတယ်လို့အမေရိကန်ဘက်ကဆိုပါဗျ။ တောင်ကိုရီးယား K-pop ဆိုတော့အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင်ရှုကဟာရွန်ဆိုင်စင်းယုံကြီးမှာအတေစင်ကုသရေးစင်တာဆောက်ဖို့အတွက်1.5ဘီလီယံဒေါ်လာ3.6တန်းကျော်ကိုလှူဒန်းထားပါတယ်။အတေစင်ယောဂနဲ့လူနာတွေကိုကုသပေးနိုင်ဖို့ကုသရေးစင်တာတည်ဆောက်သွားမှာဖြစ်တယ်လို့စင်းယုံဘက်ကဇွန်လ23ရက်နေ့မှာကြေညာခဲ့တာပါ။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကရှူကာကအာတီစင်ကလေးတွေကိုကုသဖို့အတွက်ရေရှည်ပန်ပိုးပေးနိုင်တဲ့အထူးကုသရေးစင်တာတစ်ခုတည်ဆောက်ဖို့လိုတယ်လို့ထုတ်ဖော်ပြောကြားခဲ့တာပါ အဲ့ဒီရွယ်ချက်ကြောင့်စေယုံကိုဒေါ်လာ3သန်းကျော်လူဒန်းခဲ့တာဖြစ်ပြီးစင်တာထဲမှာပါတာစကားစိတ်ကျမ်းမာရေးကိုလက်လှုပ်ရှားမှုလိုရည်ရှိကူးသမှုတွေကိုလှုံ့ဆော်ပေးသွားမယ်လို့ဆိုပါရတယ်။နောက်ပတ်မှာလည်းနိုင်ငံတကာရေးရအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါအောင်ရှင်။